ထိုင်းနိုင်ငံရေကြီးမှုတွင် ရေကြပြီးလက်ရှိအခြေအနေမင်္ဂလာပါ။အော်ဒီယိုဘိုင်းစော်နိုင်ငံနေကြိုဆိုပါရစေ။ဒီကမှာတော့နှစ်ပေါင်း300အတွင်းတစ်ကြိမ်သာဖြစ်ပေါ်တဲ့ထိုင်းနိုင်ငံရဲ့အမတန်ဆိုးဝါးတဲ့ရေကြီးမှုပေးဆောင်သွားလို့ရေကြပြီးအခြေအနေများကိုတင်ပြပေးပါမယ်။ရေကြီးတော့ကလည်းလူပေါင်း300ကျော်ထိဆုံးခဲ့ရတယ်လို့ရေကြသွားတဲ့ခါမှာလည်းဒုက္ခတွေရတော့ လူပေါင်းများစွာကိုဆက်လက်ပေးနေဆဲပဲဖြစ်ပါတယ်။ရေကြီးမှုနောက်ဆက်တွဲဆိုကြိုးတွေဘလောက်တောင်မှကြောက်စရာကောင်းတယ်လဲကြည့်ကြည့်ကြပါဦးခင်ဗျာ။ကျွန်တော်ပြမယ်ကျွန်တော်ပုံမှန်ရက်ပြနေတယ်ဒီဒီကားကျွန်တော်ခန်းကနေလှမ်းရက်လို့ရှိရင်ဒီကားလေးတွေတစ်ဖြည်းဖြည်းမြုပ်တာကိုမြင်နေရဟွန်းနော်ကြည့်ကြည့်နော်ကားရဲ့ရေစီးဘလောက်အာတန်လဲဆိုတာကားတွေမကြည့်ကားတွေဘလို့ဖြစ်နေလဲဆိုတာ ပဲမဲ့ကာသမာပိုင်ရှင်တွေအတွက်တော့ဗျာတော်တော်လေးမှကုံသွားမှာပဲဒီကုံရစိတ်တွေကတော်တော်ကုံသွားမှာဒီကပြုပြင်စရည်တွေဒါမှမဟုတ်ဆိုလို့ရှိရင်ရေချိုးပို့မှရမယ်ဒါမဲ့ရေချိုးပို့စရာတော့မလိုပါဘူးကားတွေမကြည့်တော်တော်လေးတော့ပြန်ပြီးတော့လုပ်ရမယ်ဟိုကားဆိုလို့ရှိရင်တော်တော်ဆိုးဆိုးဖြစ်နေတယ်ဆိုင်တစ်စီးနှစ်စီးသုံးစီး ာဆိုင်ကယ်ဆိုင်ကယ်ဆိုလို့ရှိရင်ဟောပါမမကားလေးညီအများကြီးဒီစင်းနဲ့ဒီစီထက်နေတယ်လမ်းနေလည်းပျက်စီးပါပြီမဆိုင်ကယ်ဆိုင်ကယ်ငါကားတကယ်တကယ်ဒီကြီးမှုကတော့တော်တော်ဆုံးရှုံးမှုများတယ်ပေါ့နော်တော်တော်လေးဆုံးရှုံးမှုများတယ် ထရီကျွန်တော်ကလည်းကားလေးမှာပလက်လန်နေကားလေးလေးရှိတယ်ပြီးနေနော်ရစီရန်တန်တဲ့နေရာလေးဒီနေရာလေးက chín này ăn lu ba luôn á, ăn cha bì chín này. đó chín này cả hay dài mà lu, thu sòng. hắc hắc dài, thu sòng mà lu, giờ banana, giờ banana ăn đi vô nó, không dài à. ပုံစံရအကုန်လုံးကွန့်ထောက်သွားတာရေတက်တော့အကုန်လုံးဒီနေရာကြီးနဲ့ကွန့်ထောက်သွားတာစပတ်ပြေဘူးလေတနာပါလေဒီမှာကအချိန်ကြီးကဒီလိုပေါ့နော်ဟို ဘယ်လိုပြောမလဲရေတက်ပြီးတော့ပြန်ကြသွားတော့အကုန်လုံးပစ္စည်းတွေသုံးစားမရတော့ဘူးဒါကတော့ဒီအထပ်ပိုင်းလေးနည်းနည်းလေးကြားတဲ့ပတ်ချမ်းပေါ့ဗျာကျွန်တော်တို့နဲ့သွားလို့ရှိရင်တော့နည်းနည်း10မိနစ်တော့သွားလို့ရှိရင်ရောက်တဲ့နေရာပဲအခြေအနေတွေကတော့ဟိုမကောင်းပါဘူးဗျာအကုန်လုံးကပြောမယ်ဆိုလို့ရှိရင်ကျမ်းမာရေရောအစားအစာရေရောဟို မရှိကြဘူးပေါ့နော်ဒါပစ္စည်းပါလို့နော်မီနီပစ္စည်းပါလို့ဒီမှာပစ္စည်းဒါတော့ free ရတာထင်ပါတယ်အဲကျွန်တော်လည်းယူရမှာပေါ့ရင်စားဖို့တော့ဖို့ဒါတော့ရေတတော့ကဆိုင်ကယ်တွေဘယ်လိုမျိုးမျောပါလာလဲဆိုတာမျိုးပေါ့ဟင်းကြည့်ပါဦးတော်လေးမှဟို ရေစီးကအရန်တန်တဲ့နေရာပေါ့နော်ကျွန်တော်တို့မိုးရွာလုံးကတော့ဒီဘက်ချမ်းတစ်ခါလာပြစ်သေးတယ်ရေစီးကအရန်တန်တယ်မိုးရွာရေတန်တော့ပေါ့အမိုက်ဒီအမိုက်ဒီစုလာမနားဆုံးဆိုကိုဆိုးဒါ711မှာလို့ဟာပွင့်ထထားတာပေါ့နော်ဟိုကဟိုဘက်ချမ်းကလည်းပွင့်ထထားတာပေါ့နော်ဒါကတော့ခိုင်းမိပြီးတော့ပွင့်ထားတဲ့အပုံမျိုး ။ပြာမျက်မှန်ဆိုင်မျက်မှန်ဆိုင်ရဲ့ဘာမှရတာမရှိတော့ဘူး။ဘုံကုံကုံပွင့်ထွက်သွားတာ။ဒီနေရာလေးကရေစီးကရမ်းတန်တဲ့နေရာလေးပေါ့နော်။ဒီလမ်းစုံကဆိုတော့ခြေရလေးပလေးလမ်းစီးကြတယ်။အာဟိုမှာလော်တက်အလောတဘာအေးဟာခဏဒါမှမနိုင် လောတက်ပါလို့လောတက်ကြီးကဖွင့်ထားပါလားကြီးမန်နေလေပွဲတော်ကရေစီကဘယ်လောက်ပြင်းလဲဆိုတော့ပဲကြည့်မကြည့်စံကေးရောစံကေးရော